အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ30ရက်နနေ့ဖြင့်ရှင်းသတင်း30ဆွေများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အားရခမည်ကြောက်ဖြူတိုက်ပွဲပုံမှုပြင်းထန်လာနေပြီဖြစ်ပါတယ်မိုးတက်တန်စွာကြာသွန်းနေတဲ့ကြားတိုက်ပွဲပေါ်ဆောင်နေတာဖြစ်ပါတယ်မှန်ပါတယ်ကိုရှေတို့ဟာမိုးရွာပြီဆိုရင်ပုံပြီးဖိတိုက်လေရှိပါတယ်ရဲတိုင်32ကို သိမ့်ပိုင်လုံးနီနီဖြစ်နေတယ်လို့ဓညဦးရေတာစခန်းဌာနချုပ်ဘက်ကလည်းစစ်နယ်ဝန်စတင်ဖန်တီးနေပြီဖြစ်ပါတယ်။မငွေလာအဖွဲ့ကူခြေဆိုင်အမတ်တရတဲ့ချိန်ကန်တက်မှဌာနချုပ်ထက်ကအင်အားပြင်းတဲ့စစ်ရင်တန်းလေးစီအနောက်ဖက်ရပ်သို့ဥတီထွက်ခွာသွားတာရှိခဲ့ပါတယ်။ချိန်ခါရင်တိုင်းရဲ့ရှင်ပြေးရင်တွေကတော့မကြီးသုံးမိရွာကိုရောက်ရှိနေပြီဖြစ်ပါတယ်။ရှင်ပြေးရွာမှာတော့စစ်ကောင်စီအင်အား180ဝန်းကျင်ခန့်ရောက်ရှိအခြေပြုနေတာရှိပါတယ်။ကချင်ပြည်နယ် ဗမာစစ်မျက်နှာစာမှာထိတွေ့တိုက်ပွဲကြီးကြီးမားမားမရှိပေမဲ့တွေးဆုံပြစ်အနေထားတော့ရှိနေသေးဖြစ်ပါတယ်။ CIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေက Viper Face ကိုထားပြီးစစ်ကောင်စီဘက်ကလည်းစစ်ကြောင်းငယ်လေးတွေနဲ့ထွက်လာခြင်းထိတွေ့မှုရှိခြင်းဖြစ်ပါတယ်။ဖားကနေတော့မော်မောင်းကိုရမန်နေနေခင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာရှိပါတယ်။ညနေ၄နာရီလောက်မှာတော့မော်ဝမ်းဘက်မှာမြေပြင်ထိတွေ့မှုတွေစတင်ဖြစ်ပေါ်နေခဲ့ပါတယ်။ရှင်လင်တပ်မဟာသောတပ်မမှုဇော်ဝင်းကတော့ ကမ္မ33ကမ္မမှုကြော်ဆင်းမှုကိုအရောက်ဖို့လည်ဖြစ်ပါတယ်။အမှန်33ချင်းမြတ်တမဌာနချုပ်လက်အောက်ခံကတ်တွေတခြားလုံးထိုင်နေသည်မျှဘာထိတွေ့တိုက်ပွဲများမရှိသလောက်ဖြစ်ခဲ့ပေမဲ့ချင်းလင်တမဟာတုံးရောက်လာမှမြေပြင်ထိတွေ့မှုတွေရှိလာတာကကမ္မ33မလုံရှားပဲငြိမ်နေတဲ့ဆိုတာကိုပေါ်လွင်စေခဲ့ပြီဖြစ်ပါတယ်။မွန်ကြီးခရိုင်အင်းတော်ကြီးဒေသမမုံငယ်ကိုစစ်ကောင်စီစစ်ကြောင်းတွေတိုးဝင်လာတာရှိပါတယ်။မမုံငယ်ဟာအင်းတော်ကြီးဟိုပင် ကားလမ်းဘေးမှာတည်ရှိတာ ဖြစ်ပြီးရွာကြီးတွေရွာဖြစ်ပါတယ်။ ကချင်မြန်မာ6နှစ်တာနေခဲ့ရပြီပဲအင်တော်ယူကိုတစ်ခေါက်သာရောက်ခဲ့ပါတယ်။ဆိုင်ရဲ့စီစဉ်တဲ့စင်တီမီတာစုတွေကိုနှစ်စဉ်ပို့နေကြဖြစ်ပေမဲ့နောက်တန်းမှာရှိနေရင်လည်းကတ်ဆောင်ဘူကြီးအဖြစ်ကျန်နေခဲ့ရတာဖြစ်ပါတယ်။အရင်တော့ကတော့လုံးတုံမာသာစစ်စကားရှိတာဖြစ်ပြီးအခုတော့စစ်ဆေးဂိတ်တွေအများကြီးဖြစ်နေပြီလို့သိရှိရပါတယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်တဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ရှိနေပါတယ်။အနည်းဆုံး၄နေရာထဲမှာနေတိုက်ခိုက်ဖို့ပြင်မှတ်မှတ်ပုံတင်ထားပြီလို့စုံစမ်းသိရှိရပါတယ်။ ။ချမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာတော့ဒေသခံပြည်သူတွေဟာကိုဆိုးလူနိုင်တံကိုခံနေရသေးဖြစ်ပါတယ်။မြို့ဝင်ထွက်ခိတ်တွေမှာအစစ်အစစ်တင်းကြပ်နေသေးဖြစ်ပါတယ်။လေကြောင်းခိတ်စဉ်တွေစတင်တော့မယ်လို့သတင်းထွက်နေပေမဲ့လက်မှတ်ရောင်းချတာကတော့မပြုတ်လုံသေးဘူးလို့သိရှိရပါတယ်။စေချာတာတစ်ခုကတော့မကြခင်လာရှိုးလေရင်ခွင်မှာစစ်ဖက်လေရင်တွေအတိုက်လာစောက်နိုင်တယ်လို့ခံမှန်းရပါတယ်။နောက်ကျိုးချင်းလေးကိုတချို့တလေက TNN လေးတို့ကစစ်တပ်ကိုတပင်ပြန်ပေးနေတာဆိုပြီးအစားထုတ်နေကြတာကိုတွေ့ရပါဗျ။ နေကြပါနဲ့အစိမ်ဖုံးတွေရောတနေ့ကို drone လက်နက်ကြီးတွေနဲ့အလုံး30ကနေ50ကြာပြစ်ခတ်